မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးဖြီသူတွေက BC လောက်ထားလို့ပွဲငါနဲ့ရုပ်ရှင်ရိုက်ဖို့ဘယ်သူမှမခေါ်ကြတဲ့အတွက်ထိုင်ဆောင်နေရတယ်ဆိုတဲ့လူရှင်တော်ဒိန်းတောင်ကြီးတွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပွဲငါနဲ့ရုပ်ရှင်ကားရိုက်ဖို့ခေါ်တာတွေမရှိတော့လို့ထိုင်ဆောင်နေရကြောင်းဖြီသူတွေကတပိမ့်မှဘွိုင်းကော့ထားတဲ့စစ်တပ်ထောက်ခံသူဟာတလူရှင်တော်ဒိန်းတောင်ကပြောပါရတယ် အာနာသိန်းကာလာတလျှောက်လုံးစစ်ကောင်စီကိုထောက်ခံခဲ့ပြီးစစ်ကောင်စီရဲ့ပွဲလန်းသဘင်နဲ့ဝါရဖြန့်ပြောပြပွဲတော်တွေမှာလုတ်ကင်ပြီးခဲ့တဲ့ဟာတလူရှင်တော်ဒိန်းတောင်ဟာပွဲငါရောရုပ်ရှင်ဇက်ကရိုက်ကူးမှုတွေပါခေါ်ယူတာတွေမရှိတော့လို့စောင့်မျှော်နေရကြောင်း ဆိုထားပါတယ်ပွဲငားတွေနဲသွားတယ်ဇက်ကားတွေလည်းမရိုက်ရဘူးရင်ထဲကခန်းစားချက်လေးပေါ်တချို့တွေဒိန်းတောင်ပါတဲ့ရုပ်ရှင်ကားကိုယုံတင်တဲ့အခါလူလာမကြည့်ရင်မင်းတာဝန်ယူမလားဆိုတဲ့ပရိုဂျူဆာဒါရိုက်တာတွေလည်းရှိတယ်နံပါတ်၁မရိုက်ရခြင်းရဲ့အကြောင်းရင်းပေါ်လို့ဒိန်းတောင်ကပြောပါတယ်ရခင်ကစစ်ကောင်စီရဲ့တိုင်ယုံတွေဌာနဆိုင်ရာတွေမှာ2023ခုနှစ်လောက်ထိဖျော်ဖြေခဲ့ရပေမယ့်2024ခုနှစ်ကစပြီးဒီကနေ့ထိငှားရမ်းတာတွေမရှိတော့ဘူးလို့ဒိန်းတောင်ကညှိတွားပါတယ်။ မြောက်ရီရုံမြင့်တန်ချာမှာတနည်းတစ်ကြိမ်လောက်သာရိုက်ရပြီးမြမအတန်နဲ့ရုံမြင့်တန်ချာမှာတော့တစ်ကြိမ်ပဲရိုက်ရသေးတယ်လို့သူကဆက်ပြောပါတယ်။တစ်ဖက်ကမငားရရင်တစ်ဖက်ကတော့ငားတင်နေလေတည်တယ်မလား။နှစ်ဖက်ထဲရှိတာကိုအဲ့ဒီတော့ဟိုဘက်ကလည်းမငားဘူးဒီဘက်ကလည်းမငားဘူးဟိုဘက်မှလည်းမရိုက်ရဘူးဒီဘက်မှလည်းမရိုက်ရဘူး။ဂျားတွေကငုတ်တုံမိတာပေါ့လို့ဒိန်းတောင်ကပြောပါတယ်။ ဒါကြောင့်ပွဲငါနဲ့ရုပ်ရှင်ကားရိုက်ဖို့ခေါ်တာကိုစောင့်နေရပြီးစစ်ကောင်စီအနေနဲ့လည်းအရင်ကလိုတိုင်းပွဲတွေဌာနဆိုင်ရာပွဲတွေမှာခေါ်ပေးဖို့ဆိုပြီးဒိန်းတောင်က တောင်းဆိုထားပါတယ်။စစ်တပ်ကရွေးကောက်ခံရက်သားဆိုရာကိုလက်နက်အားကိုနဲ့ဖြုတ်ချပြီးစစ်တပ်ကိုထောက်ခံတဲ့စစ်တပ်နဲ့နှီးဆက်တဲ့ပုဂ္ဂိုလ်ဖွဲ့စည်းတွေကိုတပိတ်မောက်တောင်လူမှုရေးပစ်ခတ်လူမှုရေးပြစ်ဒဏ်ခတ်တာတွေကိုလုတ်ခဲ့ကြပါတယ်ပြည်သူတွေရဲ့တပိတ်မှောက်တာလူမှုရေးပြစ်ဒဏ်ခတ်တဲ့အထေအနုပညာရှင်တွေလည်းပါဝင်ပါတယ် စစ်တပ်အာဏာသိမ်းကာလကြာရှည်လာတဲ့အခါပြည်သူတွေရဲ့တပိတ်မောက်တာလူမှုရေးပြစ်ဒဏ်ခတ်တာအရင်ကနေစာရင်ညှောနေလာပေမဲ့တပိတ်မောက်တာလူမှုရေးပြစ်ဒဏ်ခတ်တာတွေဆက်လုပ်နေကြသေးဖြစ်ပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတကာနဲ့ ASEAN နှုတ်ဆက်နေမှုစစ်တပ်ကိုပုံမိုရက်ဆက်လာစေဟု Kim Harris ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံတကာနဲ့အာဆီယံ၏နှုတ်ဆက်မှုသည်စစ်တပ်ရဲစက်မှုကိုပိုအတင်းရလာစေကြောင်းဒေါအောင်ဆန်းစုကြည်တာငယ် Kim Harris ကိုကိုထိန်လင်းကပြောပါရယ်ယနေ့အောက်တိုဘာ၁၂ရက်တွင် Kim Harris ကိုကိုထိန်လင်းထုတ်ပြန်လိုက်တဲ့အာဆီယံ၏မြန်မာဆက်အာဏာရှင်များနဲ့တိတိကျကျဆက်ဆံမှုပေါ်သဘောထားထုတ်ပြန်ကြေညာချက်နှင့်အထက်ပါတိုင်းဖော်ပြထားပါရယ် အော်တိုဘာလ6ရက်တရင်ကျော်လာပြညတွင်သကိုင်းတိုင်း6ဦးမြို့နယ်ဘုံတိုရွာ၌စီမီတပိတ်ကျင်းပနေစဉ်စစ်တပ်ကလေကြောင်းတိုက်ခိုက်သဖြင့်ပြည်သူများအသက်ဆုံးရှုံးပြီးမကြာမီမလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟက်ဆန်နေပြည်တော်သို့လာရောက်ကစစ်ကောင်းဆောင်များနှင့်တွေ့ဆုံခဲ့မှုအပေါ်မဖြစ်သင့်ကြောင်းနှင့်နိုင်ငံတကာအတိုင်းဝိုင်းကဖြက်ဖြက်တတ်တာအရေးယူခြင်းမရှိသေးသဖြင့်စစ်တပ်ကယခုကဲ့သို့ပြစ်မှုများဆက်လက်ကျူးလွန်နေခြင်းဖြစ်ကြောင်းလည်းဆိုပါသည် ဆေယနာရှင်များတရားဝင်စည်းမြည်လောက်ရမှန်သမျှအတွက်ကျွန်တော်လွန်စွာစိတ်ပူပန်မိပါတယ်ဟုလည်း၎င်းကထုတ်ပြန်ထားပါတယ်။ စစ်တပ်သည်မြန်မာအရေးအာဆီယံဘုံသဘောတူညီချက်၅ရက်ကိုလစ်လူယူခြင်းထက်ကျော်လွန်ကပုံမှုကျွလွန်ခဲ့ပြီးအာဆီယံ၏စုပေါင်းဆန္ဒကိုပြောင်ပြောင်တင်းတင်းပယ်ချခဲ့ကအာဆီယံအတိုင်ဝန်၏ပေါင်းစည်းညီညွတ်ခြင်းနှင့်ယုံကြည်တိုက်ခြင်းကိုပြည့်ရည်ပြုခဲ့ကြောင်းရှင်းကဲ့သို့မထီမဲ့မြင်ပြုခြင်းအပေါ်အာဆီယံကတည်ခံနေခြင်းသည်ဆက်အာဏာရှင်များပြစ်ဒဏ်ကင်းလွတ်ခွင့်ရရန်အကူအညီပေးသလိုဖြစ်နေကြောင်းကင်မကဆိုပါတယ် မြမຫນွေဦးမှာကိုထိန်လင်းကပိုင်းဖြတ်မှုအခိုင်မာနဲ့သူတက်နိုင်တဲ့အပိုင်းကနေဝင်ရောက်အားဖြည့်လာတာဒီနှစ်ထဲမှာစတွေ့ရတာပဲအဲ့ဒီအတွက်မြမပြည်သူတွေကကျေးဇူးတင်လေးစားကြရပါတယ်ဟုမုံရအခြေဆိုင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ကဆိုပါတယ် ဒေါအောင်ဆန်းစုကြည်ဘေကင်ရေးတင်၎င်း၏အဓိကစိုးရင်ချက်ဖြစ်ပြီးဒေါအောင်ဆန်းစုကြည်ထိမ့်သိမ်းခံရခြင်းတင်တရားမျှတမှုနှင့်လူသားဆန်မှုကိုဆေအာနာရှင်များကမထီမဲ့မြေပြည့်ရဲ့ပြုနေသည့်တင်ကေတဖြစ်ကြောင်းလည်းကင်ကထုတ်ပြန်ထားပါသည်မေမေအပါဝင်နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးတင်အာဆီယံနဲ့ကမ္ဘာကြီးထိပ်တန်းဦးစားပေးဖြစ်ရပါမည်ဟုလည်းကင်ကတောင်းဆိုပါရယ် တာဝန်ခံမှုစိတ်ထားမှန်မှုနဲ့အကြမ်းဖက်မှုများရပ်တန့်သွားအောင်ဆောင်ရွက်နိုင်ခြင်းမရှိသေး၍ဆေးအနာရှင်များဦးဆောင်သည့်ရေကောက်ပွဲသို့မဟုတ်ဤသည့်လုပ်ငန်းစဉ်ကိုမှတရားဝင်သည်ဟုလက်မခံနိုင်ကြောင်းလည်းမှတ်ချက်ပြုကြောင်းသိရပါသည်နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့ကိုရီးယားချင်းငွေဖြင့်စတင်သည့်ဒလာတရာနိုင်ငံတော်ဘဏ္ဍာထည့်ဝင်မှုကြောင့် PC ဟုစစ်ကောင်းဆောင်ပြောတဲ့အကြောင်းကိုတင်ဆက်ပါမယ်။ ရန်ကုန်တလမြေကူးတရာစီမံကိန်းကိုကိုရီးယားနိုင်ငံချင်းငွေဖြင့်စတင်တည်ဆောက်ခဲ့ခြင်းဖြစ်တော်လဲနိုင်ငံတော်ဘဏ္ဍာငွေထည့်ဝင်မှုကြောင့်လုပ်ငန်းပြီးစီးခြင်းဖြစ်ကြောင်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားပါရယ် စေကောင်းဆောင်သည်ဇမန်နေအောက်တိုဘာ၁၀ရက်နေ့ကမြန်မာကိုရီးယားနှစ်နိုင်ငံချစ်ချင်းတလားတလားစီမံကိန်းနေရာတွင်ပင်မတရားချိတ်ဆက်မှုကိုစက်ကလုံးနှိပ်ဖွင့်လှစ်ပေးခဲ့ခြင်းရင်းတို့ပြောကြားခြင်းဖြစ်ပါသည်စေကောင်းဆောင်ကတရားတည်ဆောက်ရေးလုပ်ငန်းပြီးစဉ်ရန်နိုင်ငံဗန္နာငွေဖြစ်တင်းဆောင်ရွက်နိုင်ခဲ့၍လုပ်ငန်းပြီးစဉ်ခြင်းဖြစ်ကြောင်းရင်းတရားကြောင့်ရန်ကုန်မြို့ရင်ကျော်ပိတ်ဆို့မှုများလျှော့ပါသွားမည်ဖြစ်ပြီးလူမှုစီးပွားဖွံ့ဖြိုးတိုးတက်သွားမည်ဖြစ်ကြောင်းလည်းဆိုထားပါသည် ရင်းကဲ့သို့စစ်ကောင်းဆောင်ကတိဆောင်ဤလုပ်ငန်းများအချိန်မီပြီးစီကြောင်းထုတ်ဖော်ပြောကြားတော်လဲနိုင်ငံတကာဘဏ္ဍာရေးလိလဆန်းစစ်သူများကမူစစ်ကောင်းစီတီပြည်သူဘဏ္ဍာငွေများကိုပြည်သူလုပ်ငန်းများထက်စစ်စစ်များတွင်သာဦးစားပေးအသုံးပြုနေကြောင်းဝေဖန်မှုများရှိနေပါသည်အဆိုပါတရားကိုတရုတ်နိုင်ငံပေါင်းဆက်လို့ရေးအဆိုပါတရားကိုတရုတ်နိုင်ငံပိုင်ဆောက်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ CCECC နဲ့ပူးပေါင်းထားတဲ့ China Civil Engineering Construction နဲ့ တာဝန်ယူတိစောက်ခြင်းဖြစ်ကယခုနှစ်ကုန်ပိုင်းမှာလွှဲပြောင်းပေးမည်ဖြစ်ကြောင်းသိရပါသည် မြန်မာကိုရီးယားနှစ်နိုင်ငံချစ်ကြည်ချင်းွေဖြင့်ရင်းတနာကို2019ခုနှစ်တွင်စီမံကိန်းချပြီး2019ခုနှစ်တွင်ဆောက်လုပ်ရေးလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ကိုရီးယားနိုင်ငံချင်းွေအမေရိကန်ဒေါ်လာ159.833တန်းနဲ့မြန်မာအစိုးရထက်ဝင်ငွေတန်း30ကျော်အပါအဝင်စုစုပေါင်းကုန်ကျစရိတ်မှာအမေရိကန်ဒေါ်လာ188.104တန်းဖြစ်ကြောင်းအချက်အလက်များအရသိရပါသည်။ မြန်မာကိုရီးယားချစ်ကြည်ဒလဒရာတင်တမဏိဂျိုးဆိုင်ဒရာမျိုးစားဖြစ်ပြီးလေးလံသောဒရာဒရာတစ်စင်းလုံးဤစုစုပေါင်းရှေမှာ6128ပေရှိကြောင်းသိရပါတယ် တိုတော်လေးအစိုးရတရားနှစ်ဖက်ချိတ်ဆက်မှုပွဲကိုစစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တက်ရောက်မှုကြောင့်ဒလမြုပ်ကံများအခက်ခဲနဲ့ရင်ဆိုင်ကြရပါတယ်ဒလမြစ်ကူသွားလာနေသည့်ကရုတံမန်များအလုတ်ရနာရခြင်းလမ်းပီးစည်းဆိုင်များပိတ်ထားရခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်းဒလမြုပ်ကံများကဆိုပါတယ်အရေးကြီးတဲ့တရားပီတာကိုဝန်သာပေမဲ့ခေါင်းဆောင်ကြီးလာမယ်ဆိုပြီးတနေ့လုံးလမ်းပိတ်တံမန်တွေလည်းရထားရတော့ကျမတို့လူနေစားသမားတွေအတွက်တော့အလုတ်ပြက်ပြီးအခက်ခဲဖြစ်တာပေါ့ဟုဒလမြုပ်ကံမျိုးသမီးတို့ ဦးကပြောပါရယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာလူငယ်9ဦးမှ2ဦးဟာလုံခြုံမှုမရှိဘဲအမြဲကြောက်ရွံ့နေရတယ်လို့ UNDP ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံအတွင်းကလူငယ်9ဦးမှ2ဦးဟာတကူရီလုံခြုံမှုမရှိဘဲအမြဲကြောက်ရွံ့ဆိုးရိမ်နေရတယ်လို့အော်တိုဘာ10ရက်နေ့ကကြားရောက်တဲ့ကမ္ဘာစစ်ကျန်းမာရေးနေ့မှာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစည်းအဝေး UNDP ကထုတ်ပြန်လာတာပါ။ လူငယ်တွေလုံခြုံမှုမရှိဘဲအမြဲကြောက်ရွံ့နေရတာဟာစစ်ကောင်စီရဲ့အတင်းကျပ်စစ်သားစုဆောင်မှုတွေအတက်အအနေချင်းချောက်ခံရမှုတွေမူရစ်စေဝါပြန့်ပွားမှုတွေပါဝင်စိုးရိမ်ကြောက်ရွံ့မှုတွေကလူငယ်တွေကိုစိတ်ချမ်းမာရေးထိခိုက်စေတာဖြစ်တယ်လို့ဆိုပါတယ် ဒါအပြင်နိုင်ငံတွင်းကလူဦးရေရဲ့နှစ်တသမ5တန်းနီးပါးဟာတကုံရေလုံးချုံရေးအတွက်ကြောင်းရည်နေကြသလိုလူဦးရေ6တန်းဟာလည်းညဘက်တွင်မှတယောက်တည်းအပြင်ထွက်ဖို့မလုံခြုံမှုကိုခန်းစားနေရတယ်လို့ UNDP ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။လူငယ်တအူးကတော့ UNDP ရဲ့ထုတ်ပြန်ချက်ဟာနဲတောင်နဲသိတယ်လို့ခန်းစားရတယ်လို့လူငယ်တွေဟာပြည်ရင်းစစ်တမ်းမူရစ်စေဝါအတန်းဖြင့်အဖက်ဖက်ကယွရင်းနေတဲ့တိုင်းပြည်ရဲ့တန်းတွေကြောင့်စိတ်မလုံခြုံမှုဖြစ်နေရတယ်လို့ပြောပါတယ်။ ဒါအပြင်လူငယ်တွေဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစိတ်လုံခြုံမှုမရှိဘဲစိတ်ဒဏ်ရာရတဲ့အပြင်လွတ်လပ်စွာသွားလာခွင့်တွေလွတ်လပ်စွာအသက်ရှင်နေထိုင်ခွင့်တွေအပြင်စားဝတ်နေရေးရှာဖွေစားသောက်ဖို့အတွက်တောင်မလုံခြုံတော့ဘူးလို့ပြောပါတယ်မလုံခြုံမှုလို့ခန်းစားရတဲ့လူငယ်တွေဟာဆေးရနာမသိခင်2020ခုနှစ်မတိုင်ခင်ကတရားရဂိုင်းနှုံးမှာ78ရဂိုင်းနှုံးသာရှိပေမဲ့လက်ရှိမှာ40ရဂိုင်းနှုံးဝင်းကျင်ထိမြင့်တက်လာကြောင်းထုတ်ပြန်ထားပါတယ်။ တဖက်မှာဒေတာရင်းကလူငယ်အများစုဟာဆေးအာနာသိမ်းပြီးနောက်အလုတ်ကင်ရှားပါလာတာစားဝတ်နေရေးခက်ခဲနဲ့ကြုံတွေ့ရတာအတင်းအဓမ္မစစ်သားစုဆောင်းတာပြင်အခက်အခဲအကျက်တဲများစွာနဲ့နေထိုင်နေရတာဖြစ်ကြောင်းသိရပါဗျ။